ခင်ဖုံးတော့ဝီဖပုံနွေရှူသားနိုင်တလောက်အမြင့်ဆုံးတောင်ကိုမှာကျွန်တော်နေရာယူထားစေပါခင်ဖုံးတော့ဝီမိုးရိပ်မိုးရီကျူးပြီဆိုရင်ပန်းနေနေပြွင့်ပြီဆိုရင်ချွင်ချက်မရှိအယူသိနေတဲ့တုံးပါပဲကျွန်တော်ရဲ့ပုံတို့ပတ်စာလေးတွေအကြောင်းခြေကားထားတဲ့တခြင်းတွေတော့ခါတလီရေးပြဆိုပြပါတယ် ဘူးဖလန်လေးတကောင်သူ့တောင်မန်တွေကိုချွတ်ချလိုက်သလိုပေါ့လေလူရဲ့မြင်မှာပေါ်ပွားနေပြီမဲသူလေးလံဖြစ်စီမှုနဲ့သူပါခင်ပုံတော့ဝေးဒီလိုကြောင့်သာကျွန်တော်မိကိုရှာဖွေတွေ့ရှိခဲ့ပါတယ်ကံသုံးစင်ကိုရောက်ဖြစ်ခဲ့သေးတယ်ရှည်တိုင်းလာရအတိုင်းရှည်ညီပင်လေးဆက်လက်ရွေရနေကြရှည်လေကျွမ်းအငတ်တွေအရင်လိုတည်စီဖောင်ပွင့်နေကြ တရားပြည့်ကြီးရဲ့လက်ကျန်တိုင်တွေကရေလဲမှာထူးထူးထောင်ထောင်နဲ့လမ်းပြီးနှုတ်ဆက်တယ်။အင်မတန်ကြီးကျန်လာပေမဲ့ခုထိ ပြိုလဲခွေမရသေးပါဘူး။တချို့လူတွေအတွက်လမ်းခွဲရဆိုတာလွယ်လွန်ပါတယ်။ကိုအေးအေးဖို့ကိုရှင်းပြီးထပြန်ကြရောပါပဲ။ခက်တဲ့ခင်ဗုံးတဝေရဲ့မအောင်မြင်ခဲ့တဲ့မြောက်ရက်ကကျယ်ရီဂျူဝင်ကျယ်ကိုစိတ်နာသလို ဘသူမူနေတာလဲကွယ်ဒီမှာတဲ့ခတ်တယ်ကမ်းပြုံနာကတစ်ပင်လေးတော့မရှိရှာတော့ဘူးအဲ့ဒီလိုဆိုမှဖြင့်သူ့တင့်မြင့်တွေမှာညှိနေခဲ့ဘူးရဲ့ကျွန်တော်တို့ရဲ့စကူလေးလေးလည်းမရှိတော့ဘူးပေါ့နဝထာရာလူကြီးကျွန်တော်စိတ်မှာချင်မိနေသေးတယ်အခြေတဲ့ချင်းတွေအားလုံးတိုးတပြေဖြစ်သွားတယ်တော့အောင်နှုတ်ဆက်ပါတယ် ဟလီကလာပြောတဲ့အတိုင်းဆိုရင်ခင်ဖုံးသက်ဝေမှန်ပါတယ်။စစ်စရာကောင်းတဲ့ဗေမင်းမပြိုကအကြာကြီးစောင့်နေမှာမဟုတ်လို့လေ။ရှီကိုသွားနေတဲ့ရထားမှာနောက်ပြန်ထိုင်စီးရင်ဝေးကွာခြင်းဆိုတာကိုပုံနာလေးလား။မေဇလီဗန်န်းနေတရွေ့ရွေ့ကြံခဲ့ပြီ။ဖဲချိုးရောင်စုံတွေကြံခဲ့ပြီ။ဖိုးချိုးတခြင်းတွေကြံခဲ့ပြီ။ပန်းတင်ချိုင်းကစောင့်နေမယ်ဆိုတာတွေကြံခဲ့ပြီ ကျောင်းသားကပြပြီးစပင်းကားလို့ရတဲ့ဆိုင်လေးကြီးချန်ခဲ့ပြီ။ပူနာကတချင်းစားတင်တဲ့နေရာ။ဂျီနာကအချစ်စားတင်တဲ့နေရာ။အားလုံးချန်ခဲ့ပြီ။ဘသူခေါ်တန်းမှကြားရလို့တော့မဟုတ်ပါဘူး။ရွာရိုးကိုပေါ့ကျွန်တော်လျှောက်သွားနေခဲ့တာ။ဆယ်စုနှစ်တခုစားတယူဇနာနေယူဇနာ။ဇီယာရီတောင်ပြလို့ ။ပင်လေပပင်းနဲ့ကျွန်းကျွန်းချာမှာအိတ်တခါအိတ်တ။တခါတလေကန်းချီတွေ။ကြောင်ညိုနန်းဆောင်မြင့်တွေ။ခရုကုန်နေဖူးဖေးလို့အောင်ခင်းထားတဲ့ရိုးမြေကြလန်ကလေးတွေ။တခါတခါစံပြားလုံးနဲ့ခင်းတန်းတာယာတွေ။ခေဖုံးတဝေလူလူစကားပြောရတဲ့ဗမွေလေးတွေ။တခါတလေတချို့တော်မော်ရွာလေးတွေမှာတစောင်းတနွေကျွန်တော်ပြောသလောက်နေပြလိုက်တာပဲ။ သူတို့ဘာသာစကားနဲ့ထိကယုံပင်လေးကိုရှက်တက်မားရတယ်။ဒီလိုတိုက်ဆိုင်လာတဲ့ညတွေဆိုလူတခြားအိမ်မက်တခြားပါပဲ။တခါတခါတော့ခေါင်းစဉ်ပေါပြပြန်တဲ့စစ်မှန်လန်းချားတွေအရင်ကြီးကိုတုံးပြီးမုန်းစတိုင်းမုန်းနေကြတဲ့ညီကိုတွေစည်းစရာနဲ့လူသက်သမားငကိုခွဲထားကြသူတွေတခါတလေမုတ်တုံကွေရာရှူရီမြောင်တွေ ကွန်ကရစ်နာကျနေတဲ့မြို့ပြတွေတခါတခါစိတ်လိုက်မပေါငိုခွင့်မရှိတဲ့ဓာတ်ကိုယ်လေးတွေဒီလိုရေးကြစနေနဲ့ကျွန်တော်ကပြားဆရာ ဖြစ်လာခဲ့ပုံရပါတယ်ညီကပါကြီးခိဘုံတဝေကြီးဟောဒီလိုရတူစိုးတွေလင်္ကာပြက်တွေနဲ့တင်းနှုတ်သူရဲ့စက်သားမှုမှာပျော်နိုင်ကြပါစေပုံမှန်ပါပဲခိဘုံတဝေပြက်တော့ပြက်တော့ပြောဘူးတလို့စည်းကမ်းပြပြတိုင်း အချိန်မမှန်စားခိုင်းတာတို့စီကရက်တွေအပိုဆက်တွေလျှော့ခိုင်းတာတို့ဘယ်ချိန်တွေကဒီလိုစားအောင်လာလဲဆိုတော့လျှွက်တော်နေရုပ်ရှင်ယုံတင်တဲ့နေရာပေါ်လို့ကျွန်တော်ပြန်ပြေးလိုက်တယ်။သူတို့နားမလဲကြဘူးခေပုံးတဝေး။ခုနှစ်တည်းတက်ကြက်တွေဂျာရီကိုပဲအချက်ချက်မင်းနေတယ်။ပြီးတော့စုံလုံးကန်းနေသူကရှုမျောခင်းကိုကြည့်တယ်လို့ကျွန်တော်သူတို့ကြည့်ကြတယ်။ အလုံးကိုရွရွချွချွဟုရှုံးပေးလိုက်ပါတယ်။မနီကကိုဒီနေ့လိုစိတ်မှတင်လာရင်အလုံးလွမ်းတက်သွားကြပါလိမ့်မယ်။ခွင်းလွန်နေကြကံမာတွေကိုတိုက်စားဖြိုချခဲ့ရမည်။ကျွန်တော်ဖြစ်ရှိတာကျွန်တော်သိပါတယ်။ကျွန်တော်မှားခဲ့ပါတယ်။ဂျာကဧပြီတောင်းကတစ်ပင်တပင်ဖြစ်ပါတယ်။တောင်းမှန်ပါတယ်။ဂျာကကျွန်တော်ပြည့်စည်ခြင်းနဲ့ စနေအောင်ပန်းတပွင့်ဖြစ်ပါတယ်။ခင်ဗျားတို့ဝေလှောင်းရင်နေမှာလေကျွန်တော်သိပါတယ်။ကြည့်နေတဲ့လူတွေနှမျောသွားတဲ့အထိရေတက်ပြုံးတက်တာလေကျွန်တော်သိပါတယ်။အလွယ်တကူထုတ်သုံးမိတိုင်းအလွမ်းဟာအန္တရာယ်များလာပါတယ်။လူတွေယူတွေစဝေစဝါနဲ့တိုက်နေကြပြန်ပါပြီ။အလွန်အကျွံစွန့်စားရတဲ့အရာမှာသူလိုငါလိုကျွန်တော် အရှင်လိုပါပဲခင်ဗျုံတဝေဒီတညလဲအရှင်ညကဆူတောင်းလို့တခါလောက်ပဲထပ်တွေ့ချင်မိပါတယ်လူဆက်ဖို့ပါ